ကအောက်ကိုဖြည်းဖြည်းလေးရှင်းအောင်ဟုတ်ပြန်သားလေးနည်းနည်းဆွဲမယ်အားလုံးပဲမင်္ဂလာပါစပိန်ပညာရှင်ဦးမဆာလီလာနေတဲ့ညီကိုရွေးတဲ့ကျွန်တော်ဒီနေ့မှာတော့စပိန်အခြေခံတောင်တီနီလေးနဲ့ထွန်မာနဲ့တောင်တီနီလေးကိုကျွန်တော်အစအဆုံးသေချာလေးတိပြပေးထားပါတယ်ခင်ဗျာစပိန်ရဲ့ထွန်မာတောင်တီရဲ့ဆက်တွေကိုကျွန်တော်ကင်လို့မယ်ဆိုလို့ရှိရင်ကျွန်တော်လက်မကဆက်ရဲ့အပေါ်ဘက်မှာရှိရင်ရှိမရှိလို့ရှိရင်ကျွန်တော်အောက်ဘက်မှာရှိတာကောင်းပါတယ်ဒီဘေးဘက်ဒီမှာရှိနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိရတာအဆင်မပြေပါဘူးခင်ဗျာ ခေါင်းရဲ့ညာဘက်ခြမ်းကိုစတင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ရဲ့အသွားရဲ့ဒဝက်ကိုအဒီဘက်ဘက်ခြမ်းလေးနဲ့အရင်စတင်ပါမယ်။ပြီးရင်တော့ကျွန်တော်ဆက်ရဲ့ထိပ်ပိုင်းလေးနဲ့ပဲအဝိုင်းပုံစံလေးကျွန်တော်အောက်ဖက်ကိုဖြည်းဖြည်းချင်းရိုက်ချပြရမှာဖြစ်ပါတယ်။အပြီးသွားရင်တော့ကိုပြီးတော့ဒီတော့ကျန်ရှိနေတဲ့အမွှေးငင်းလေးတွေကိုဆက်နဲ့နဲ့ငယ်တန်းထိုးပေးရမှာဖြစ်ပါတယ်။ဒီငကွင်းနာကိုဝိုက်တော့မယ်ဆိုရင်ကျွန်တော်တို့လက်ဖက်ကအနွယ်ရည်လေးကိုထိန်းထားပို့ပြီးတော့ကောင်းပါတယ်ခင်ဗျ။နွယ်ရည်ကြီးတော့ဆက်နဲ့တစ်ခါတည်းထိုးချလိုက်လို့မရပါဘူးခင်ဗျ။ 39ပြီးရင်တော့ကျွန်တော်တို့ရရှိနေတဲ့မွှင်းကြီးလေးတွေကိုတည်သက်သွားအောင်ဆက်လေးနဲ့အနေငယ်ပြန်ထိုးပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီကျွန်တော်တို့ခေါင်းရဲ့အနောက်ဘက်ခြံရိတ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီခေါင်းအနောက်ရဲ့ဒီအလဲဆန္ဒတက်တဲ့ရနေအရင်ခိုင်လိုင်းကြီးပေါ်ပြီးရိတ်တာပို့ပြီးအဆင်ပြေပါတယ်ခင်ဗျာ ပြီးသွားရင်တော့ဒီပထမဖော်ရှိထားတဲ့ဒီ guideline လေးအတိုင်းပဲကျွန်တော်တို့ feedback ကိုချိန်ပြီးတော့တစ်ခါလေးရိုက်သွားရုံပါပဲခင်ဗျာခုမှဆန်းညက်မယ်ညီကိုတတိထားမယ်အချက်ကတော့ကျွန်တော်တို့ဒီအနောက်ဘက်ကိုတည့်ရဲ့အခါမှာကျွန်တော်တို့ဒီအနောက်ရဲ့မြင်အားနရွက်ရဲ့ဘောဘက်ကိုရအောင်တည်ဖို့မရပါဘူးခင်ဗျာဒီနရွက်ရဲ့အောက်ဘက်ခြမ်းမှာတည်ရပါခင်ဗျာအဲနရွက်ရဲ့အပေါ်ကိုကြော်တက်သွားတာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနောက်ရဲ့ line ကအရင်မြင်ပြီးတော့လုံးဝကြောက်တော့မှာပေါ့ ဒီဘယ်ဘက်ချမ်းကိုကျွန်တော်တို့တီးတော့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပထမညာဘက်မှာအတီးခဲ့တဲ့လိုမျိုးပဲเนาะအဓိကညီကိုတည်ထားမဲ့အချက်ကကျွန်တော်ဒီနွေရဲ့နောက်ပိုင်းကိုရိုက်တဲ့အခါမှာတချို့ကထွန်းမှာအသွားတွေကအပေါ်ထောင်ရတာမျိုးတွေဒီအောက်ကိုဆောင်းရတာမျိုးတွေတော့ရှိတယ်ပေါ့နော်အဲ့ဒါလေးကိုသိချလိုက်အောင်ဆိုင်ပြီးတော့ပြပြရပါမယ်အပြီးကြလို့ရှိရင်ကျွန်တော်ဒီဘယ်ဘက်ချမ်းကိုတောင်ဝေးပေါ်တဲ့အခါမှာဒီကျွန်တော်တို့ဆက်ရဲ့အသွားပေါ့နော်ဆက်ရဲ့အသွားတော့ပေါ့နော်ညာဘက်ချမ်းနဲ့ကျွန်တော်တို့အရင်ဆုံးအဲ့ဒီလိုင်းတစ်ပုံချပြရပါမယ် ပြီးရင်တော့ဆက်ရညာပဲ channel နဲ့ပဲအနေနဲ့ offer ကိုဆွဲချပြရမှာဖြစ်ပါတယ်ခင်ဗျာ39ကျွန်တော်ပို့ပြီးတည်သက်တော့အောင်အောက်ကအမွေးကြီးလေးတွေကိုရထုတ်ပေးဖို့ပြပါတယ်ခင်ဗျာဒီနကွင်းတွေပေါ်တဲ့အခါမှာကျွန်တော်တို့ဒီဆက်ရညာပဲ channel နဲ့ပဲ wipe ပြီးတော့ပို့ကောင်းပါတယ်ခင်ဗျာအောက်ကမော်ဒယ်က line ထိုးခြင်းနဲ့ဆိုလို့ကျွန်တော် line လေးတွေထိုးပေးရပါသေးတယ်ဗျာအဲကျွန်တော်ဗီဒီယိုလေးကတော့အရင်ရှည်သွားမှာဆိုလို့ကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ဒီအခြေခံ အိမ်နဲ့တောင်းတနည်းလေးကိုလည်းကျွန်တော်တေချာလေးတင်ပြပေးသွားပါမယ်ခင်ဗျာအမေစီတို့အနေနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြီးသားလို့ရှိရင်ကျွန်တော်အကျိုးရှိတဲ့အကြံပြု comment လေးတစ်ခုလောက်ဝင်ပေးခဲ့ကြပါဦးခင်ဗျာ